ဗရောင်းမြို့နယ်အုတ်ရှင်ပင်မြို့ဆင်လန်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်မရှင်တပ်တွေတိုက်ခိုက်ခံရပြီးထိခိုက်သေးဆုံးမှုတွေရှိတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကကပ္ပဆာ6ကနေဆင်လန်ကျေးရွာကိုစစ်ကြောင်းထိုးတက်လာတဲ့အတွက်အေအေတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီးစစ်ကောင်မရှင်တပ်သားတွေထိခိုက်သေးဆုံးမှုတွေရှိနေတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။ဆင်လန်ကဇက်တိုက်တက်လာတဲ့စစ်ကြောင်းတွေကိုအေအေကခြုံခိုတိုက်ခိုက်ပြီးကြားပြတ်တိုက်ခိုက်တာတွေလုပ်တဲ့အတွက် စစ်တပ်ဘက်ကအထိနာနေတယ်။အုံရှင်ပင်မျိုးအေးဒုက္ခတုတ်တံမှာတကြိုးဖို့စစ်ကားကြီးတွေတက်လာနေတယ်လို့စီးရင်သတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်။ဆင်းလန်ကျေးရွာနေရှိတိုးတက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုဇက်တိုင်အင်အားဖြစ်တင်းမှုတွေပြုလုပ်နေပြီးအေးကလည်းအဲ့ဒီစစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်တာနဲ့တံပြန်ထိုးစစ်နဲ့တိုက်ခိုက်တာတွေကြောင့်တိုက်ပွဲတွေပြင်းထန်နေပါရယ်။ကပ္ပစာ6ကနေထုံထုံထားတဲ့အင်အားတွေကိုဆင်လန်ကတဆင့်ညောင်ကျိုးအထိ စစ်ကောင်မရှင်ကစစ်ကြောင်းထိုးတက်စေဖို့စီမံထားတယ်လို့တည်ထားရပေမဲ့လက်ရှိမှာတော့ဆင်လန်နီးမှာရှေ့မတိုးနိုင်ပဲတိကြိုက်သေးဆုံးမှုတွေများနေတာလည်းဖြစ်ပါတယ်။ညောင်ချောင်းနဲ့အခုစစ်ကြောင်းထိုးတက်လာတဲ့ဆင်လန်လန်တလျှောက်မှာကာကင်စခန်းတွေခုခံစစ်အတွက်စခန်းငယ်တွေကိုစစ်ကောင်မရှင်ကပြုလုပ်ထားပါတယ်။အေးနောက်ဆုတ်ထားတာကြောင့်စစ်ကောင်မရှင်ကပြန်လည်သိမ်းယူထားတဲ့ .63 လုံးစခန်းကုန်းနီးမှာလည်းတိုက်ပွဲအချို့ရှိနေပြီးညောင်ကျိုးနဲ့လေသာတောင်တကျောကိုပြန်လည်ရရှိဖို့ စစ်ကောင်မရှင်ကစစ်ကြောင်းထိုးမှုတွေပြုလုပ်လာတဲ့အတွက်ထိတွေ့တိုက်ပွဲချို့ဗရောင်းတက်နယ်တွင် ဖြစ်ပွားနေတာဖြစ်ပါတယ်။အခုလဒီဇင်ဘာ28ရက်နေ့မှာစစ်ကောင်မရှင်ကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားပြီး၎င်းတို့လက်လွတ်ထားရတဲ့တောင်ကုန်းမှာပါရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက်ညောင်ကျိုးတောင်ကုန်းလမ်းကြောင်းကိုစုမှုနိုင်ရေးအပြင်ထံစူးစမ်းနေတာပါ။အေးကပဲခူးတိုင်းတွင်ရှိစစ်ကောင်မရှင်ရဲ့ညောင်ကျိုးကျေးရွာတွင်ကစစ်စခန်းဒေသတောင်တကျောနဲ့ 0.63လုံးစကန်အနီးရှိကာကင်းတွေကိုတင်ပိုက်ထားပါတယ်